ားလုံးမင်္ဂလာပါဖော့ဖရန်ဆစ်ပလန်ကျူတော်ပါတယ်ကျွန်တော်တို့ဒီလာမယ့်ကျွန်တော်တို့ဒီနွေရာသီပြောင်းရွှေ့မှာဆိုရင်ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်ကပရိုတင်းဆိုဖြစ်တဲ့ဖွာရှင်အကန့်တူနဲ့ရောင်းမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဖွာရှင်တို့ကကျွန်တော်တို့ဒီအီဒီကလပ်ဖြစ်တဲ့နာပိုလီတူနဲ့စေဝင်စားနေတယ်လက်ရှိချိန်မှာဆိုရင်နောက်တက်ကကျွန်တော်တို့ဒီဖွာရှင်တို့နဲ့စစ်တက်မထားတဲ့ပေါင်တန်း50တက်မထားရှိရဒီနေရာမှာဆိုကျွန်တော်ဒီပြောင်းရွှေ့ရုပ်ပြောပေးမယ်ဒါကလည်းကျွန်တော်ဒီစောင့်ကြည့်ရမယ်ဒီရသည်မှာဆိုကျွန်တော်တို့ဒီ watch တန်းကျွန်တော်ဒီခြေစွမ်းကိုကြည့်မယ်ဆိုရင်ဘယ်လို့မှကျွန်တော်တို့ဒီအားရစရာမရှိဘူးဗျဒီရသည်မှာဆိုကျွန်တော်တို့ဒီ watch တန်းကျွန်တော်တို့ဒီကစားပုံခြေစွမ်းဆွဆောင်ကြီး ဘယ်လိုမှကျွန်တော်ပြောမဆိုရင်ဘယ်နေရာမှကျွန်တော်ပြောမဆိုရင်လုံလောက်သူနဲ့ကောင်းမနေဘူးဒီရာသီမှာဆိုရင်ကျွန်တော်ဒီ question တွေနဲ့သုံးဆောက်ကစားထားတယ်သုံးဆောက်မှာဆိုရင်ကျွန်တော် question တွေနဲ့ရှင်းကိုးတဲ့နှစ်ခုပဲနေပြထားတယ်ပြောမဆိုရင်တော်တော်လေးမှကျွန်တော်ဒီ네ပါလုံးနဲ့ဘယ်လိုမှကျွန်တော်ဒီမလုံလောက်ဘူး premier league မှာဆိုရင်ကျွန်တော်ဒီ question တွေနဲ့သုံးခုပဲတွင်ရသေးတယ်အစက်တွေပဲကစားထားတယ်သုံးခုပဲတွင်ရသေးတယ်ဒီနေရာမှာဆိုရင်သူ့ရဲ့ကျွန်တော်ဒီဆော့ဆောင်ကြီးကဘယ်လိုမှကျွန်တော်တို့ဒီမလုံလောက်ဘူးဒါကပြင်သူ့ရဲ့ကျွန်တော်တို့ဒီခြေစွမ်းအပြင်ကြည့်မယ်ဆိုရင်ကစားပုံကိုကြည့်မယ်ဆိုရင်လည်းဘယ်လိုမှကျွန်တော်မကောင်းဘူးဗျာ သူ့ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်သူကကျွန်တော်တို့ best တန်ညံ့နေဓာတ်ပြင်ဘောလုံးထင်းထင်းသူနဲ့ညံ့နေပြီးတော့ကျွန်တော်တို့ဒီ body ခုအပိုင်းတော်တော်လေးသူနဲ့အားနေတယ်ဘီယံမှာဆိုရင်ကျွန်တော်တို့ဒီ fashion သူနဲ့ rush သူနဲ့အများရှိတယ်သူ့ရဲ့ကျွန်တော်တို့ဒီ strong ဆောင်ကျွန်တော်တို့ခြေစွမ်းဘာလို့မှကျွန်တော်တို့ဒီမလုံလောက်သေးဘူးဒီနေရာမှာဆိုရင်ကျွန်တော်တို့အဓိကတောင်ရှိတဲ့ကောင်ရတဲ့တောင်ရှိတဲ့သူတို့မှအဓိကတောင်ရှိတယ်ဘောလဲဆိုကတော့မှာကိုကျွန်တော်တို့ကအာဘာမှတူနေနဲ့စောင့်ကြည့်မှုပြီးစောင့်ကြည့်မှုတူနေမှာရှိနေတဲ့ခေါ်ခဲ့တယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ question ကိုကြည့်မယ်ဆိုရင်ရန်တကုံမြောက်ခင်က ဘာမှကျွန်တော်တို့ဒီမမေရသူတွေကလုံးဝပြရသေးဘူးဒီနေရာမှာဆိုရင်ဘက်ကကျွန်တော်တို့ဒီအာကစားသမားဖြစ်တဲ့ကျွန်တော်တို့ဒီ iSet တို့ကျွန်တော်တို့ဒီ Haaland ကိုကြည့်မယ်ဆိုရင် Man City ညို့မြောက်ခင်ကတည်းကသူကလုတ်ပြန်နေကစားသမားလုတ်ပြန်နေကစားသမားဖြစ်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Fashion ကကျွန်တော်တို့ဘာမှသူတွေကလုံးဝပြရသေးကစားသမားတယောက်ဖြစ်တယ်ဘာမှကျွန်တော်တို့ Adrenaline မှာဆိုရင်ဘာမှတတင်ပြရသေးဘူးတရားဒီမှာကစားတယ်တရားအတရားဒီမှာဆိုသူတွေ၁၀ခုသူတွေ၁၀ခုဖန်ပြီးထားတယ်ကြောက်မဆိုရင်ကျွန်တော်တို့ဘာမှသူတွေလည်းလုံးပြတဲ့ကစားသမားတရားသူတွေကောက်ခေါ်လိုက်တယ်ခေါ်ရတဲ့ကျွန်တော်တို့ဒီပြောင်းရွှေ့ကြီးကကျွန်တော်တို့ဒီပေါင်း Crescent နဲ့တန်း ောက်မှာဆိုရင်ကျွန်တော်တို့ဒီအများသူနဲ့ပေးခေါ်ခဲ့ရတယ်။ဒီနေရာမှာဆိုရင်ကစားသမားကျွန်တော်တို့ဒီခြေသွင်းကတမ်ပလန်ကအလုံးကျွန်တော်တို့ဒီမျက်မြင်ကိုတွေပဲအလုံးအသိပဲ။ဒီနေရာမှာဆိုရင်ကစားသမားကျွန်တော်တို့ဒီခြေသွင်းကလုံးဝကျွန်တော်တို့ဒီမတန်ဘူး။ကစားသမားကကျွန်တော်တို့ဒီခြေသွင်းမပြဘူး။ညံ့နေဆိုတာကအဲ့ဒါသူ့ရဲ့အပိုင်း။ဒီနေရာမှာဆိုရင်အဓိကတောင်ရှိတဲ့ကအသင်းတောင်ရှိတဲ့အသေးကတောင်ရှိတယ်။ကစားသမားတက်ကိုဘာမှသူနေတဲ့အာစောင့်ကြည့်မှုသူနေပြီးတော့ဖဲနဲ့ကောက်ခေါ်လိုက်တယ်။ မမကျွန်တော်တို့တည်တည်ပြတဲ့ကမ္မတူကမ္မတရက်ကသူ့အနေနဲ့အများကြီးပေးသူနဲ့ခေါ်လိုက်တယ်။ဒီညမှာဆိုရင်အဓိကတောင်ရှိတဲ့ကသူ့အနေနဲ့အဓိကတောင်ရှိတဲ့ကတော့အတင်းတောင်ရှိသူတွေအဓိကတောင်ရှိတာပဲ။ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ question နဲ့ချစ်ချင်မှာဆိုရင်အတင်းမှာဆိုရင်ဘလို့မှကျွန်တော်တို့အစင်ပြေဘူး။ဒါမှမဟုတ်ကျွန်တော်တို့ရွေးဒီပြောင်းရွှေ့မှာဆိုရင်နောက်တစ်ခါသူနဲ့အဆက်ပါသူနဲ့အပြောင်းလဲပြေလို့ရမယ်။ဒီညမှာဆိုရင်နောက်တစ်ခါလက်ချစ်ချင်မှာဆိုရင်သူတို့ကကျွန်တော်တို့ Peter Osimhen, Jock Rae ကျွန်တော်တို့ဒီအပြီးတော့ကျွန်တော်တို့ Benjamin Sesko, Igitage သူတို့ကပြန်ဆိုရင်ပြန်ထားလိုက်တယ်။ ဒီအတွက်ယူနိုက်တက်ကငွေလိုအပ်တယ်လက်ရှိရှင်မှာဆိုရင်ဒက်တဲ့ဒက်တဲ့ရဲ့ရှိချင်ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်ကသမားအစ်တယောက် ခေါ်ဖို့အတွက်ကိုတင်ကမှတည်းအတူနဲ့အရေးဆုံးရောင်းမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကရှင်းကပြောဆိုသူတွေနဲ့ရောင်းဖို့သူတွေလိုအပ်လာတယ်လက်ရှိချက်မှာဆိုရင်ကျွန်တော်တို့ကရှင်းသူတွေနဲ့ဒါဘိုလက်သူတွေနဲ့စုံရင်းစားလာတယ်လက်ရှိချက်မှာဆိုရင်လက်သူတွေနဲ့စေတပ်ထားတယ်ပေါင်တန်း90ဒီနေရာမှာဆိုရင်ပေါင်တန်း90ရာကြည့်မယ်ဆိုရင်ကမ္ဘာမှာလက်ရှိခြေသွင်းရာကြည့်မယ်ဆိုရင်တန်တော့မတန်ဘူးဒါရမယ်လဲကျွန်တော်တို့ဒီကမ္ဘာမှာကျွန်တော်အသက်အရွယ် potential ကြည့်မယ်ဆိုရင် ဒီလိုမျိုးဒီလိုမျိုးကဆိုရင်တောင်းပါပဲဒါကပြီးနောက်တစ်ခါသူเนี่ยခေါ်ခဲ့တဲ့ကျွန်တော်တို့ပြောင်းရွှေ့ချက်ကပေါင်80တန် တတော်သူပေးခေါ်ခဲ့ရတယ်။ဒီနေရာမှာဆိုရင်လက်ထက်ကကြည့်မယ်ဆိုရင်သူတွေကအများကြီးသူတွေကရှုံးတော်မြောက်ဗျ။အများကြီးရှုံးတော်မြောက်ဒါပဲကတော့မှကျွန်တော်ဒီခြေသွန်းအသက်ရွယ်ကျွန်တော် position ရှိရတယ် position ကိုကျွန်တော်ရှိတယ်။ဒီနေရာမှာဆိုရင်သူတွေကအာအီတလီမှာသူတွေပြောင်းပြီးသူတွေကကောင်းလိုက်ခြေရှိတယ်။ဒီချက်ချင်းမှာဆိုရင်လက်ကသူတွေကပေါင်းသက်သက်ပေါင်းသက်သက်သူတွေတက်ပတ်ထားတယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဘယ်တင်သူတွေကခေါ်မလဲ။ဒါကလည်းကျွန်တော်ဒီ sound ကြည့်ရမယ်။ဒီချက်မှာဆိုရင်ကျွန်တော်ဒီ watch နဲ့အပြင်ကမှာလက်ထက်ကကျွန်တော်တို့ဒီ watch board တွေ watch board တွေနဲ့ဈေးတက်ပတ်ထားတယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ watch board ကိုကျွန်တော်တို့ကပေါင်းသက်သက်သူတွေပေါင်းသက်ပေါင်း တော့ချက်တော့တူနေစစ်စစ်စစ်မှတ်ထားတယ်။တချို့ချက်မှာဆိုရင် watchword ကကျွန်တော်တို့ဒီတော့ကအစတုံပြန်သူနဲ့စကားနေတယ်။အစတုံပီလာမှာဆို watchword ကစားပုံကိုကြည့်မဲ့ဆိုရင်မဆိုးဘူးလို့ပြောလို့ရတယ်။ကိုဖန်တီမူကိုတွန်းကိုတွန်းနေတယ်ပြုလို့ပေးနေတယ်။ဒီနေရာမှာဆိုရင်တော့ watchword ကပြမဲ့ဆိုရင်ကျွန်တော်တို့ဒီဒါမဲ့ညီတိပြောင်းရှုမှာဆိုရင်အသင်းကထုတ်ဖို့တွန်းနေတေးကြတယ်။အာမုံရဲ့သူနဲ့ရောင်းမယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီပေါင်းတချက်ပေါင်းတချက်တွန်းနေစစ်စစ်မှတ်ထားတယ်။ဘယ်အသင်းကခေါ်မလဲ။ဒါကလည်းကျွန်တော်တို့ဒီစောင့်ကြည့်ရအောင်မယ်။ဒါကပင်အန်တိုနီ အန်တိုနီကိုလည်းသူနေတဲ့ဈေးသက်မှတ်ထားတယ်ပေါင်တန်းပေါင်တန်းနဲ့ဆက်သက်ဈေးသက်မှတ်ထားတယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီအန်တိုနီကိုကျွန်တော်တို့ဒီပိတက်ကသူနေပိတက်သူနေခေါ်ကျင်တယ်လက်ရှိချိန်မှာဆိုရင်ကျွန်တော်အန်တိုနီရဲ့ပိတက်မှာဆက်သက်နေတဲ့အခြေသွင်းသူတွေနေပြနေတယ်ဒီနေရာမှာဆိုကျွန်တော်တို့လက်တက်ကတော့မနေ့ဒီပြောင်းရွှေ့မှာဆိုရင်ဒီကမှ၃ရောက်စီကနေပြီးတော့သူနေပြောင်းရွှေ့ချင်သူနေမရဘူးဆိုရင်ပေါင်ကျွန်တော်တို့ဒီပေါင်တန်းတွေရောက်သူနေနှမလို့ရတယ်ရနိုင်ချေရှိတယ်ဒီနေရာမှာဆိုရင်လက်တက်ကကျွန်တော်တို့ဒီ washboard ကျွန်တော်တို့ဒီ washboard ကျွန်တော်တို့ဒီပြီးတော့ washman hawash လမ်းပြီးတော့အန်တိုနီဒီကမှ၃ရောက်စီကနေသူတို့က မရဘူးဆိုရင်တို့နဲ့ပေါင်းတန်းတရကျတို့နဲ့မှန်မှန်တော့ရတယ်တကယ်လည်းကျွန်တော်တို့ဒီရောင်းနိုင်ပါ့မလားနည်းနည်းကျွန်တော်တို့စောင့်ကြည့်အောင်မယ်ဒီရချက်ကကျွန်တော်ဒီပြောင်းချွေခြင်းနဲ့တို့နဲ့ကျွန်တော်တို့ဒီလိုနဲ့ကျွန်တော်ဒီကွင်းလဲပိုင်းဝင်းဘတ်တွေပြီးတော့ကျွန်တော်တို့လက်စစ်ပိုင်းဒါမျိုးတွေနဲ့ခေါ်ယူသင့်တယ်ဒါမှကျွန်တော်ဒီရစီပြောင်းချွေမှာဆိုရင်နောက်တစ်ခါတို့တင်းရကျွန်တော်ကစမတိနဲ့ရောင်းဖို့လိုအပ်တယ်ရောင်းနိုင်ပါ့မလားနည်းနည်းကျွန်တော်ဒီစောင့်ကြည့်အောင်မယ်ကောင်းမယ်ဆိုရင်တို့ကရောင်းမရောင်းထွက်မသွင်းရအဆင်ပြေမယ်ရောင်းထွက်မသွင်းရလွယ်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 နေသူတွေပြောင်းဝင်နိုင်မယ်အဲ့ဒါမသွင်းရအဆင်ပြေမယ်ဒါကတော့ကျွန်တော်တို့ဒီနေ့ပတ်သက်ကျွန်တော်ပြောတာအလုံးကပါကျွန်တော်နေဖက်စစ်ဖြစ်ပြီးတော့ကျွန်တော်ပြောတယ်